အာဆီယံထိပ်သီးအစည်းအဝေးကနေမြမအရေးအတွက်ဘာတွေအပြောင်းလဲဖြစ်လာနိုင်တယ်လဲဆိုတာနဲ့ပတ်သက်လို့လေးလာသူတွေရဲ့အမြင်သုံးသပ်ချက်တွေကိုထပ်အောင်ကပြောပြပေးမှာပါရှင်။မြမအရေးပုံသဘောတူညီချက်၅ရက်ကိုပြန်လည်သုံးသပ်ဖို့အပအဝင်ဒေတာရင်းကိစ္စတွေဆွေးနွေးကြမယ်အာဆီယံထိပ်သီးအစည်းအဝေးပွဲမေလ26ရက်နေ့မှာစတင်နေပြီဖြစ်ပါတယ်။အာဆီယံအနေနဲ့မြန်မာနိုင်ငံအတွက်နိုင်ငံရေးအရာ ကိုစားပြုသူတွေတက်ရောက်ခွင့်မပြုဘူးဆိုတဲ့မူကိုဆက်ပြီးဆွဲကင်ထားတာကြောင့်စစ်ကောင်စီခေါင်းဆောင်ကတော့တက်ရောက်ခွင့်မရှိပါဘူး။ဒါကြောင့်မြန်မာနိုင်ငံကိုစားပြုအဖြစ်စစ်ကောင်စီနိုင်ငံရေးဝန်ကြီးဌာနအမြဲတမ်းတွင်းဝန်ဦးအောင်ကျော်မိုးကတက်ရောက်နေပါတယ်။ဒီစည်းဝေးကလည်းမြန်မာရေးပါပြောင်းလဲတွေဖြစ်လာနိုင်ပါသလဲ။လက်ရှိအာဆီယံလက်ကျဥက္ကဋ္ဌဖြစ်တဲ့မလေးရှားဘက်ကတော့မြန်မာအရေးနဲ့ပတ်သက်ပြီးနောက်ဖက်အင်အားစုတွေအနေနဲ့နိုင်ငံရေးစကားဝိုင်းကတစ်ဆင့်အဖြစ်ရှာဖို့ပြောဆိုထားသလိုထိုင်းနိုင်ငံဘက်ကလည်းစစ်ကောင်စီနဲ့ထိတွေ့ပြီ နိုင်ငံရေးအဖြေရှာဖို့တွန်းအားပေးနေတာလည်းရှိတာကြောင့်ဦးဆောင်မဲ့နိုင်ငံရဲ့သဘောထားအတိုင်းဆက်ပြီးတွန်းအားပေးလာဖို့ပဲရှိတယ်လို့အာဆီယံရေးကြွမ်းကျင်သူတူကပြောပါတယ်။အာဆီယံအနေနဲ့လည်းမြန်မာရေးနဲ့ပတ်သက်လို့ဖြေရှင်းရမှာအကန့်အသတ်ရှိတာကြောင့်ဒီထက်ပိုပြီးထူးလာစရာမရှိဘူးလို့ဆိုပါတယ်။အာဆီယံလက်ရှိဥက္ကဋ္ဌဖြစ်တဲ့မလေးရှားနိုင်ငံဝန်ကြီးချုပ်ကနေပြီးတော့ပြောထားတဲ့အတိုင်းပေါ့နော်။ဒီမြန်မာစစ်ကောင်စီရောဒီဒေါ်လာအင်အားစုတွေရောက နိုင်ငံရေးစကားဝိုင်းတွေဆင်အဖြေရှာဖို့ချိန်တန်ပြီးဆိုပြီးပြောထားတဲ့ဟာပေါ့လေဒါဟိုပဲအဓိကဦးစားပေးပြောလာနိုင်မယ်လို့ထင်တယ်ပေါ့တော့ဘာတော့ထိုင်းနိုင်ငံဘက်ကနေလည်းညီမစစ်ကောင်စီကိုပို့ပြီးတော့ဒီနိုင်ငံကနေထိတွေ့ပြီးတော့နိုင်ငံရေးအဖြေရှာတဲ့နေကိုရွေးချယ်ဖို့အတွက်တောင်းအားပေးမယ်ဆိုပြီးပြောထားလည်းရှိတယ်ပေါ့ဆိုတော့လက်ရှိမှာညီမအရေးကိုအဓိကဒီဥဆောင်ပြီးတော့လုပ်နေတဲ့ နိုင်ငံနိုင်ငံကနေဒီလိုစကားကိုပြောထားတဲ့အတွက်ကြောင့်မလို့ကျန်တဲ့အာဆီယံနိုင်ငံတွေအနေနဲ့လည်းဒီလမ်းကြောင်းကိုပဲရွေးချယ်ဖို့ရှိနေမယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်လက်ရှိမှာအာဆီယံအနေနဲ့မြန်မာအရင်နဲ့ပတ်သက်လို့အသီးသန့်ကိုယ်စားလှယ်ထားပြီးဗတ်တီးတီးနဲ့ထိတွေ့ဆက်ဆံဆောင်ရွက်ဖို့လည်းရှိနေတာကြောင့်ဆေးဆက်ဆွေးနွေးပွဲအတွက်တာဆူလာတဲ့သဘောလို့နိုင်ငံရေးလီလာသုံးသပ်သူတူဖြစ်တယ်ဒေါက်တာလာကျော်စောကပြောပါတယ်ဒါပေမဲ့လည်းလက်ရှိနိုင်ငံရေးအခင်းကျင်းရတော့ဆေးဆက်ဆွေးနွေးပွဲတွေဖြစ်လာဖို့ဆိုတာကမဖြစ်နိုင်သေးဘူးလို့လည်းဆိုပါတယ် အောင်ဆန်းတော်ကနေဒီဘက်နဲ့တော့ဟိုစစ်ကောင်စီကိုချင်းကပ်နေရခင်ဗျာလေအဲ့တော့အခုဒီဘက်ကြားတာတော့ခုနပဲကြားတာတော့သူတို့ဘာလဲအာဆီယံကအဲမြန်မာကိုကြလေတယောက်ထားမယ်လို့ပြောတာပဲအဲ့ဒီကိုကြလေကအဲဒီရန်ပေါ်ပြီးစကောင်စီနဲ့ရောတခြားအဖွဲ့အားဟိုနည်းနည်းနဲ့ရောဆွေးနွေးနေပေါ့နော်အဲဒီကြည့်လို့ပါလို့ပြီးတော့ဤဤအဲ့မှာဆွေးနွေးနေလို့ပြောတာပဲ ဲ့တော့ဒါဟိုစိတ်သက်ဆူးမှုပဲတော့တားဆီးလာလို့ခင်ဗျအဲ့ဒါအတွက်တော့ထူးခြားတာလေးတွေကြားရမယ်ထင်ပါတယ်အဲ့တော့ကျွန်တော်လည်းကြတော့တည်ရှိပါအောင်ကလာတခုကိုယူရလေဦးမယ်ထင်ပါတယ်။လက်ရှိအာဆီယံလက်ကျဥက္ကဋ္ဌဖြစ်တဲ့မလေးရှားနိုင်ငံမှာကျင်းပနေတဲ့ဒီဆွေးနွေးပွဲကိုမေ26ကနေ29ရက်ထိနေ့ရက်တာကျင်းပမှာဖြစ်ပြီးမြန်မာအရေးပြင်အရှေ့တီမောနိုင်ငံကိုအာဆီယံဖွဲ့ဝင်ဖြစ်လက်ခံမခံကိုလည်းဆုံးဖြတ်သွားဖို့ရှိနေတာပါ။ အပြစ်ခတ်ရစေးရေးတက်တန်းတိုးချဲ့ထွင်ဖို့နဲ့မြန်မာပြည်သူတွေရဲ့ဒုက္ခတွေတက်တာလျှော့ပေါ်ရေးနဲ့ရည်ရှိငြိမ်းချမ်းရေးအတွက်ဆောင်ရွက်ဖို့တက်ဆိုင်သူတွေအနေနဲ့နှစ်ဖက်စလုံးကိုတိုက်တွန်းနှိုးဆော်ရဲလို့မလေးရှားနိုင်ငံရဲ့ဝန်ကြီးမိုဟာမတ်ကလည်းအစည်းအဝေးမတိုင်ခင်မှာပြောဆိုထားပါတယ်ကျွန်တော်ထားအောင်ပါ